အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ18ရက်တောက်ကြနေ့စီးရဲသတင်းသုံးသပ်ချက်များကိုဖတ်ကြားပြင်ပြပေးသွားမှာဖြစ်ပါတယ် AR ဒါရင်းမြန်နာမြို့နယ်ထဲမှာကာဝေးတပ်ဖွဲ့တွေခြေကုပ်ယူလို့မရအောင်စစ်ကောင်စီဟာလူမှုအခြေပြုလှုပ်ရှားမှုတွေပြုလုပ်နေပါတယ်သူတို့မွေးထားတဲ့သတင်းပေးတွေရဲ့လက်ထောက်ချမှုတာဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေုံသာမကစားတောက်ကုန်တွေကိုလည်းအဝင်အထွက်ထိန်းချုပ်ကန့်သတ်ပြီး စိတ်ဆဲမှုတွေပြုလုပ်နေပါတယ်။ရုပ်စွာဆုံးဝက်ဆယ်ကောင်တည်ယူမယ်ဆိုရင်ထက်ဝက်9ကောင်ပေးနေရပါတယ်။စောပြာရွာဘက်မှာပူဆိုးနေတယ်လို့သိရပါတယ်။ဇမန်နေ့နေ့လယ်ကင်းကလည်းရေကြီးမြို့နယ်တရက်ပင်ကြီးစုရွာကိုဈေးချောင်းတိုက်ခိုက်မှုပြုလုပ်ထားပြန်ပါတယ်။တမန်နေ့ညတဲ့ကမြောင်ဆန်းအမြောက်တပ်ထဲကနေလက်နက်ကြီးနဲ့တောက်လျှောက်ပြစ်ခတ်နေခဲ့တာဖြစ်ပါတယ်။မြေပြင်ထိတွေ့မှုမရှိဘဲပြစ်ခတ်တာဖြစ်တယ်လို့ပသိမ်နေတဲ့စခန်းဌာနချုပ်ကနေမတက်ဖဲအခြားကွင်းကနေတက်လာပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ အမှတ်344အမြောက်တရင်ပတ်လည်မှာတင်းမုံတွေဈေးဆက်ချထားပြီးခံစစ်ပြင်ဆင်ထားတာဖြစ်ပါတယ်။အနီးနားကျေးရွာတွေဖြစ်တဲ့မိတ်တလင်းရှင်သေးဒရေကုန်းရွာတွေမှာအရက်ဝတ်တွေနဲ့အသွင်ယူသတင်းထောက်လန့်နေတာတွေလည်းရှိပါတယ်။တောင်းခန်းစစ်နေနစာမှာစစ်ကောင်စီဟာလှုပ်ရှားခံစစ်ကနေဒဏ်ပြန်တိုက်စစ်ပေါ်နိုင်မှုကြိုးစားနေပြီဖြစ်ပါတယ်။ဒုထောက်ဝရီပြေတာနောင်ချိုဘက်ကိုထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။အပြစ်ရတယ်လို့ပြောထားတဲ့ကာလအတွင်းမှာတိုက်စစ်ဆင်လာတာဖြစ်ပြီးမကြီးရင်နဲ့နောင်ချိုလေးကိုကြော်လွန်ပြီး မဲဘုံရွာမှာအခြေပြုတက်ဆွဲနေပြီဖြစ်ပါတယ်။နောင်လင်ကိုကြော်ဖြတ်ပြီးနောင်ချိုကြီးတိမ်ပင်လေကိုရောက်လာရင်တော့အရန်ဆိုးရင်ရတယ်လို့သတ်မှတ်ရတော့မှာဖြစ်ပါတယ်။စစ်ကောင်စီဟာဗန်ပြန်တိုက်စစ်ဖွင့်ပြီးစစ်နယ်ကျွန်လာနေတယ်လို့တီအန်အလီနဲ့ပူပေါင်းအဖွဲ့တွေကလည်းကံကြီးရွာဘက်ကနေတောင်းခန်းကိုပြန်လည်ထိန်းချုပ်နိုင်မှုစူးစမ်းလာပုံရပါတယ်။ရွှေမုတ်ထောမြောက်ဖက်ကံကြီးတဝိုက်မှာထိတွေ့မှုပြင်းထန်လျက်ရှိပါတယ်။ဒို့သည်မဟုတ်စစ်ကောင်စီဟာဘယ်ညာတောင်းပန်းနှစ်ခုခွဲပြီးစစ်ကြောင်းထိုးချီတက်လာလို့ထိတွေ့မှုဖြစ်ပေါ်တယ်လို့လည်း ခံမှန်းလို့ရပါသေးတယ်။ MNDA တို့ ਨੇ စကားစညှိနှိုင်းမှုယူကအပြစ်ဆိုင်သွားပြီးတဲ့ကစစ်ကောင်စီဟာတောင်းခန်းစစ်မျက်နှာပြင်မှာစစ်ရေးအသာစီးပြန်ရလာတာကိုလည်းတွေ့မြင်ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ TNL နဲ့ပူးပေါင်းအဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မိုးကုံမြို့အစီပိုင်းကစုပ်ရွာကိုရမန်လေးကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားပြန်ပါတယ်။မိုးကုံမြို့ကိုစစ်ကောင်စီဟာအသေးအတန်ပြန်လိုချင်နေပုံရပါတယ်။လက်ရှိအနေထားမှာတော့စစ်တိုက်ပြီးတော့ပြန်ရအောင်ယူနိုင်မဲ့အနေထားကတော့အလန်းဝေးနေသေးတာဖြစ်ပါတယ်။ပြင်ပြင်းနဲ့ ကျုံတို့နဲ့ကော့ဂရိတ်မှာထိတွေ့မှုပြင်းထန်လျက်ရှိပြီးလေကြောင်းကနေအပြင်းထန်တိုက်ခိုက်လျက်ရှိပါတယ်။ဂျိုင်းတရားကိုပိတ်ဆို့လိုက်ပြီးဖြစ်တာကြောင့်ဖန်အန်ကနေမြေပြင်ကိုစစ်ကူပို့လို့မရတော့ဘူးဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ပထမကြိမ်ထိုင်းခီးစဉ်အပြီးမှာပါတီတို့ဟာငြိမ်သက်ရာကနေစီရေးဖော်ဆောင်မှုတွေပြုလုပ်လာတဲ့ဆိုတဲ့အချက်ကိုလည်းတွေ့မြင်ရပါတယ်။မကွေးတိုင်းကြောက်ထုမြို့မှာအမှတ်368အမြောက်တိုင်ရင်တစ်ခုသာရှိတာဖြစ်ပါတယ်။စစ်ကောင်းစီဟာကြောက်ထုမြို့ကိုလည်းမြေပြင်ကနေဆက်သွယ်ထောက်ပံ့မှုမလုပ်ရတော့တယ်လို့ ရေချောင်းကနေလဲလေရင်ဆင်းသက်ပြီးရိတ်ခါချမပေးရတော့တာကိုတွေ့ရပါတယ်။ကြောက်ထုလေရင်ခွင်းဟာ Y8 ဝိုင်တွဲတွေဆင်းသက်လို့ရနိုင်နေမိမဲ့မဆင်းသက်ဖဲဒရော့ချပေးနေရတာဖြစ်ပြီးဂျမန်တွေကအမှတ်368အမြောက်တက်ရင်လည်းဟိုရိတ်ခါခဲရန်30တထုပ်ချထားပေးတာကိုတွေ့ရပါတယ်။ကြောက်ထုဟာမခွေးတိုင်းထဲမှာပါပေမဲ့စစ်နယ်နိမိတ်အရအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုကဲမှုထဲမှာပါဝင်တာဖြစ်ပါတယ်။ချင်းညီနောင်အဖွဲ့ဟာသခိုင်းနဲ့ညီလက်ကိုလာမယ်ဆိုရင်အထက်ဘက်မှာကလေးမျိုးနဲ့ ရောနယ်မြေကြောက်ထုမျိုးတို့ကိုဖြတ်ပျော်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ရောတကားပေါက်ပွင့်ပြီးဟေးဆိုရင်ဖန်ကားမြေမကွေးဟာပွဲတွေညိုင်ဆိုင်လာတော့မှာဖြစ်ပါတယ်။ဇမန်နေ့မှာတော့ဂံရောလမ်းပိုင်းကိုပိတ်လိုက်ပြီးဖြစ်ပြီးကုံကားတွေအလဲဓမရွာအထက်ဓမရွာတို့မှာရှန်နာထားရတယ်လို့သိရှိရပါတယ်။အာရခတတ်တော်ရဲ့ကြောက်ဖြူတိုက်စစ်ဟာအချိန်ထပ်မြင့်နေပြီဖြစ်ပါတယ်။ငယ်နိုင်ကုလရွှေအမှတ်30နှစ်ရဲတပ်ရင်ဘက်မှာတိုက်ပွဲပြင်းထန်ရရှိပြီးလေးဝင်လက်နက်ချသူတွေရှိလာပြီဖြစ်ပါတယ်။နောက်ပိုင်းဝင်လာမဆဲတဲတဲဖြစ်လာတော့မှာဖြစ်ပါတယ်။ အာရခတ်တတော်ရဲ့စည်ရေးဗျူဟာကိုတစ်ချက်ကြည့်ရရင်အကျန်းဖက်စစ်တပ်ကိုအပြေးတိုင်းတိုက်ထုတ်နေတာကိုအထင်ရှားတွေ့နေရပါဒီမျိုးစုံနဲ့အင်အားဖြည့်တင်းလျက်ရှိတဲ့စစ်တပ်ဟာအတန်အသင့်စုဖွဲ့မှုကောင်းလာရင်ရခိုင်ကိုမြေပြင်စစ်ကြောင်းထိုးပြီးပြန်လည်တိုက်စစ်ဆင်လာမယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်ထားဖို့ရပါတယ်အာရခတ်တတော်ဟာရန်သူလာတိုက်တာကိုထိုင်မဆောင်ပါဘူးအန်ကိုရပြီးတာနဲ့နိုင်ရေကန်စစ်မျက်နှာထပ်ဖွင့်လိုက်နိုင်တဲ့အတွက်အမှတ်69ချင်းချန်တပ်မဌာနတို့ဟာထိုးစစ်ကနေလှုပ်ရှားခံစစ်ဘဝကိုရောက်သွားပါတယ် တောင်ကုတ်ကိုတင်ပြတာနဲ့ဘရောင်းတန်နဲ့အထိဒရက်ဆာတိုက်စစ်တင်လိုက်တာအိုးရှစ်ပင်ကိုရောက်လူနေပြီဖြစ်ပါတယ်။ခွားကနေတစ်ဆင့်မြဝကျွန်းမော်ဒေသကိုလည်းစစ်စင်နယ်မြေတစ်ခုဖြစ်လာအောင်ပုံဖော်ထားနိုင်ခဲ့ပါတယ်။အဆိုပါစစ်ညက်နေသားတွေဟာစစ်ကောင်စီထိုးစစ်ဆင်မဲ့ဝင်ပေါက်နေရာတွေပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချိန်ပြုတ်လုလာမဲ့တိုက်စစ်ကိုချိုးတင်တိုက်စစ်ဖွင့်ပြီးထိမ့်ချုပ်လိုက်တာဖြစ်ပါတယ်။ရခိုင်ကိုကြီးကျောင်းနဲ့ညီတိညီနဲ့မှစစ်စင်ရေးပြုတ်လုနိုင်တော့မှမဟုတ်တာမဟုတ်တာကိုတွေ့နေရပြီဖြစ်ပါတယ်။ ကျွန်တော်တို့ຫນွေဦးဟာရခိုင်လူလူကိုစံမူနာယူရမှာဖြစ်တယ်လို့ထပ်မြက်ပြီးအစွမ်းအစာရှိတဲ့လူငယ်ခေါင်းဆောင်တယောက်ကိုရရှိထားတဲ့ရခိုင်မျိုးသားတွေဟာကံကောင်းကြတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဂျက်ကီတာစိုက်တာနဲ့အာဂန်ဒရီဟာလက်တွေဖြစ်လာပြီးဖြစ်ပါတယ်။စေရတဲ့နဲ့ပတ်သက်လာရင်ကြောင်လက်တဲဝက်တဲ့အချက်ကိုလည်းစံထားရမှာဖြစ်ပါတယ်။ကျွန်တော်ရခိုင်မှာနေခဲ့ဖို့ပါတယ်။ရခိုင်လူလူဟာစက်ကြီးောက်တယ်လို့မပြောဘူး။အခွန်ဆောင်တယ်လို့ကြည်ကြည်နက်နက်ပြောကြတာဖြစ်ပါတယ်။စစ်တပ်နဲ့ အဆင်ပြေအောင်ပေါင်းတင်နေထိုင်တဲ့ရခိုင်တွေလည်းရှိကြပါတယ်။အခုရေးလေပင်နှစ်ဆင်းတော့ဘေးနဲ့ဘေးချင်းစီစဉ်ပေးပါပြောလိုက်။စိတ်ချပါဗိုလ်ကြီးစားစရာပါထည့်ပေးလိုက်မယ်။အဲ့လိုပြောပြီးပြီဆိုရင်တော့သတင်းပေါက်ပြီးသားမှတ်ပြီးရောစစ်ဘိုလ်ချုပ်တွေဟာရခိုင်ဆိုရင်အေပဲလို့ပြောယူရတဲ့အထိဖြစ်ပါတယ်။အေရဲ့ viewer တွေဟာစစ်ကောင်စီအတွက်ဘေးထိဆိုတာနဲ့အလဲလဲအကွဲကွဲဖြစ်လာတော့နာနေပြီးအချောက်မလို့ခေါ်ယူရတဲ့အထိကြောက်လန့်ခဲ့ကြတာဖြစ်ပါတယ်။ရခိုင်နယ်မြေကန်တပ်တွေဆိုရင်အသေးစော်ခံရတာမို့ တိုင်းစစ်ဌာနချုပ်နယ်မြေကစစ်ကြောင်းတွေဟာလက်မောင်းတစ်စိတ်တွေဖြုတ်ပြီးလှုပ်ရှားခဲ့ကြရပါတယ်။အန်စစ်တွေကားလိုင်းအောင်ဆိုရင်လည်း2020လောက်တည်းကခိုးကြောင်ခိုးပဲတွားခဲ့ရတာဖြစ်ပါတယ်။စစ်မော်တော်ရေမတုံးပဲ expert ကားတွေနဲ့ကန်းနီအမှတ်ကိုတက်မလို့တန်းပြင်းလေ့ကျင့်ကြောင်းနဲ့အန်းအမှတ်ရှိတိုက်ပွဲဝင်စီယုံရေးတင်းနှန်းကြောင်ပစ္စတိုလေးတစ်လက်နဲ့တင်းနှန်းသားရောက်100ကျော်ပဲထိတ်ရင်ဖို့ဖို့ထောင်ပေးခဲ့ရပြီးအပြန်မှာတော့လိုင်းကားနဲ့စနတ်ရှစ်လက်ကိုဆာလာအိနဲ့ပတ်ခါရင်သိမ့်တုံပြန်လာခဲ့ရတာကိုပြောပြခဲ့ဘူးကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ နောက်ဆုံးသတင်းကောင်းရှိပါလေသတင်းနာရီတိုင်းတွေကထိထမင်းသမီးဗီဝါကုန်းစခန်းကယ်ယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ကနေစုခွာခွင့်ပေးလိုက်ပြီးဖြစ်ပါတယ်မှုံနေအောင်ပြေးနေပြီလို့လဲယူဆပါတယ်ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးပြင်ပါတယ်စိုက်ပွဲရှိအောင်ပွဲရှိ